ယူချန်နယ်လေးပြန်လဲကြိုးစားပါဗျာနော်နေဘာလို့ပြောချင်လဲဆိုတော့ကျွန်တော်တို့တနေ့ကတင်ထားတဲ့ဟာပေါ့နော်တင်ထားတဲ့ကျုံကုန်းอ่ะပေါ့နော်ကျုံကုန်းอ่ะကိုရန်ចောင်းသူလေးပေါ့နော်ကိုရန်ចောင်းသူလေးအဲ့ဒါဖြစ်တဲ့ကိစ္စပေါ့ဗျာနော်ကျွန်တော်ဘော်ရင်ပေါ့နော်တင်ရောက်တော့3ယောက်ဟုတ်တယ်နော်အိမ်ကြီးချင်း3ယောက်ကနော်လောက်တဲ့ကိစ္စပေါ့နော်အဲ့ဒါကိုပြပြပြီးမှာပေါ့နော်ဟိုတနေ့ကကျွန်တော်တင်ထားတဲ့အရာလေးအဲ့ကြတော့ တော်တော်ရက်သက်ယုံပါတယ်ဗျအိနီနာချင်းမကောင်းဘူးဗျာအဲ့ဒါအဲ့ဒါပြောချင်တာနော်ဒါတော့ပရမအောင်ဆုံးကျွန်တော်သတိပေးလေးပြောချင်တာကတော့နော်ရေလိုင်းပုတ်တော့ကမ်းပြူတယ်တဲ့နော်ရေလိုင်းပုတ်တော့ကမ်းပြူတယ်စိတ်လိုင်းပုတ်တော့ဘဝပြူတယ်နော်အကြောင်းဒီလိုပဲပတ်ဝန်းကျင်လိုင်းပုတ်တော့ဂုံသိက္ခာပြူတယ်အမွေလိုင်းပုတ်တော့မိသားစုပြူတယ်အတ္တလိုင်းနေပုတ်တော့အေဂျင့်မှုတွေပြူတယ်တဲ့နော်သူများဘဝလေးအေဂျင့်နေရာတွေ နော်တာမီတာဖာ၃ရောက်တယ်နော်အတီကြအဲ့ဒါတော့ရပြီပေါ့ဗျာနော်ဒါကြတော့တန်နီယာလိုင်းပုတ်တော့ရှစ်ခင်မှုတွေပြိုတယ်တဲ့နော်ဒါကြတော့ဟိုမလုတ်တဲ့မလုတ်ထိုက်တာမလုတ်ကြပါနဲ့နော်တကယ်ပြောတာ၃ရောက်မှ၂ရောက်တော့မိထားပြီတဲ့နော်အကြတော့နော်ဒီမှာနော်ရက်သက်ရုပ်မှကြတာတဲ့တောင်ကုန်မျိုးနဲ့ great nine ចောင်းသူကိုနေမှာအိပ်ပျော်နေတဲ့အင်းနာချင်း မျိုးသားတုံးက red လောက်ပြီးတော့တပစ်ခဲ့တယ်တဲ့เนาะနှစ်ဦးကိုတော့ဖမ်းမိပြီပေါ့เนาะအကြတော့အကြတော့ဘယ်သူလို့ဆိုတော့ဒီကောင်းမလေးပြန်เนาะเนาะကျွန်တော်မကွယ်ထားတော့ရုပ်ကတော့အလျှော်လေးပဲเนาะစာလဲတော်တယ်တဲ့เนาะအဲ့ဒါလေးကိုကျွန်တော်ဖတ်ပြပြီးမယ်ပေါ့ဗျာเนาะအဲ့ဒါကြတော့တောင်မှာတဲ့ကိုရန်ကျောင်းသူကိုတဲ့အင်နာချင်း မျိုးသား၃ကအုပ်စုဖွဲ့အတမပြုတ်ကျင့်တက်ဖြတ်ခဲ့ပြီးနှစ်ဦးကိုဖမ်းမိတာတဲ့နော်ပြုတ်ကျင့်သူကတဲ့ပြုတ်ကျင့်ခံရတဲ့သူကအသက်16နှစ်အရွယ်ကျောင်းသူစာတော်ပြီးအတန်းထဲမှာလဲအမြဲတမ်းအီအစင်ရလေးရှိတဲ့မိန်ကလေးဟုဆိုတဲ့နော်တောင်ကုန်မတ်24ရက်3လ2025ပေါ့နော်ကြောဘကိုးတိုင်းတောင်မြို့နယ်ကျုံကုန်းကြီးရွာမှာကိုရန်ကျောင်းသူတို့အုပ်စုဖွဲ့အတမပြုတ်ကျင့်တက်ဖြတ်ခံဖြုတ် ဖြစ်ပွားခဲ့တယ်ဆိုတေဆုံးသူရဲ့မိသားစုဝင်တွေနဲ့နှိဇတ်သူတွေဆန်ကသိရတယ်နော်တေဆုံးသူတက်ဆောင်းနဲ့အရွယ်မခိုင်တစဉ်ထွန်ဖြစ်ပြီးမလာ၁၉ရက်နေ့ညနေ၄နာရီကျော်မှာနေအိမ်ထဲမှာတအူးတဲ့အိပ်ပျော်နေစဉ်အုပ်စုဖွဲ့အတ္တမပြုကျင့်ပြီးတက်ဖြတ်ခံရလို့ဆိုပါတယ်တဲ့ဖြစ်တဲ့နေကသူ့အမေကဖက်ရွက်သွားကောက်တာသူ့အဖေကတော်တဲ့တက်သွားတိုက်တာကလေးကအိမ်ထဲမှာတယောက်တည်းအိမ်နေကြတာရွာဆိုတော့အိမ်ကန်းတကားမရှိ အိမ်တကားမရှိပေါ့သူတို့အနီနာဝန်းကျင်ကအိမ်တွေမှာအိမ်တွေရှိပေမဲ့အများစုကလုတ်သွားနေကြတာတဲ့တေခန်မိသားစု၃ယောက်အိမ်ကတော့လူရှိတယ်မိသားစုနဲ့ဒီဒီနိဒတ်သူဒေသခံတွေကပြောတယ်တဲ့နော်မိခင်နေအိမ်တို့ပြန်လဲရောက်ရှိခြင်းတမီးဖြစ်သူမခိုင်တစဉ်ထွန်းမှာ လေပင်ပြက်လူနီးပါးပြက်ရှာဒဏ်ရာနဲ့ရင်ပတ်နှာခေါင်းထိုးကျိတ်ဒဏ်ရာတွေနဲ့ တိတ်ဆုံးတဲ့ကတော့တွေးကြည့်ခဲ့ပြီးကျေးရွာအုပ်ချုပ်ရေးမှုအဖွဲ့နဲ့ရဲအဖွဲ့တွေထံအကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်တဲ့မခိုင်တဇင်တော်အမတ်ပြုတ်ကျင့်အသက်ခံရမှုနဲ့ပတ်သက်အိမ်ကြီးချင်းတွေဖြစ်တဲ့အသက်20အရွယ်စီတူနိုင်ခမဲ့ကြီးတန်းထိုက်အောင်ခတာပုဆိုတဲ့နှစ်ဦးကိုမတ်16ရက်ညနေပိုင်းမတ်20ရက်တွေ့မှာ၎င်းတို့ရဲ့နေအိမ်တွေကနေရဲကအတီးတီးဖမ်းဆီးခဲ့တယ်လို့သိရပါတယ်တဲ့ တယောက်ကတော့နေခြင်းမိတယ်တဲ့သူနေတဲ့အိမ်မှာပဲဟမ်မပြတ်ပြန်နေနေကြတာတဲ့ကောင်းမလေးအသက်ခံရပြီးတော့သူမိဘတွေပြန်ရောက်လာတဲ့ပရိတ်တလူတွေကလည်းနိုင်မန္တလုံးနေချင်းတတ်တဲ့လူကိုယ်တိုင်နိုင်မန္တလာထိုးကူသေးတယ်တဲ့ဟမ်မပြတ်ပြန်နေတယ်ပေါ့လေတဲ့အသက်ခံရတဲ့မိန်းကလေးရဲ့အဖေကကျူးလွန်သူတွေကိုခိုင်းနေအိမ်မှာလဲစားနေကြသူတွေဆိုတော့သူတို့ဟမ်မပြတ်ကြတာလို့ပြောတယ် ဖန်ဒီယာမီသူတွေရဲ့ထွက်ဆိုချက်ရကျူးလွန်သူက3ဖြစ်ကလက်ရှိမှာနှစ်ဦးဖမ်းမိထားပြီးမှုကင်းစေးစာရတည်ဆုံးသူမင်းကလေးမှာအုပ်စုဖွဲ့အတမပြုချင်းခံထားရကြောင်းစစ်ဆေးတွေးရှိထားကဖန်ဒီခံထားရသူတွေလည်းအတမပြုချင်းတပ်ဖြတ်ခဲ့ကြောင်းဝန်ခံထွက်ဆိုထားတယ်တဲ့အခင်းဖြစ်ပွားပြီးနောက်တည်ဆုံးသူရဲ့ဖုံနှက်ငွေသားအချို့ပျောက်ဆုံးနေခဲ့တယ်လို့ကျူးလွန်သူတွေဟာအိမ်တောင်ကွက်မူရစ်သေးဝါတုံးဆွဲတတ်သူတွေဖြစ်ပြီးတည်ဆုံးသူရဲ့ နေအိမ်ကိုစောင်းကြည့်ကမိကမိဘတွေမရှိတော့အချိန်မှာကျွတ်တင်ကြံစီလှုပ်ဆောင်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်တဲ့လက်ကြီးအမှုနဲ့ပတ်သက်ပြီးဖန်စီထားသူနှစ်ယောက်ကိုတောင်ကုန်မြို့မှာရဲစခန်းမှာဖန်စီရှုံအောင်ထားပြီးချုပ်ရရမန်ရယူကပါဝင်နေသူနောက်တဦးကိုဖန်စီရမီရဲဘက်ကလိုက်လံစုံစမ်းနေတယ်လို့သိရပါတယ်နော်အကြတော့တော်တော်ဆိုးပါတယ်ဗျာနော်တော်တော်ဆိုးပါဟိုမလုတ်တဲ့မလုတ်တိုက်တာပဲဗျာ နော်မလုတ်ခင်မလုတ်ထိုက်တာသူတို့ဘွားလေးသူတို့တတရရလေးဖြစ်နေတာကလေးတွေကိုနော်ကလေးတွေကိုအဲ့လိုကြီးလှုပ်ရက်ကြတာနော်ကလေးတွေကိုသားသမီးကိုညီမဟမ်ကိုဆွေမျိုးဒီဟာမျိုးတွေဝင်အဲ့ကြောင့်မလို့ရေလိုင်းပုတ်ရင်ကံပါပို့တယ်ကံပါပြို့တယ်နော်အမွေလိုင်းပုတ်တော့မိသားစုပြို့တယ်အတ္တလိုင်းတွေပုတ်တော့အေဂျင့်မှုတွေပြို့ရဲဆိုတာကြည့်သူများခမားတို့ရဲ့အတ္တတွေကြောင့်သူများမိသားစုတွေခမား ချို့အိမ်အဲအောင်လို့ကျွန်တော်အများအားဖြင့်အဲနီးနာချင်းတွေကလည်းမကောင်းတဲ့ဟာကြီးကများတယ်သတိထားကြပါနော်ကောင်းတဲ့ပတ်ဝန်းကျင်မှာပဲနေပါဆိုအဲ့ဒါကြီးပြောတာဆိုတော့ကိုကိုအိမ်မှာစားအိမ်တော့အိမ်ဆိုတိုင်းနဲ့ခင်ဗျာတော့မယုံကြည်နဲ့ခင်ဗျာအခုခေတ်ကဟာလက်တက်စမ်းခြင်းအခုကြည့်လေမူရစ်ဇီဝါတုံဆွဲထားတယ်ဆိုတော့မူရစ်ဇီဝါလည်းကျွန်တော်တို့ပြောနေဗျာတကယ်ပြောတာတကယ်ပဲကြည့်လို့အောင်ခင်ဗျာချားရင်ချောင်းအောင်မယ်ခင်ဗျာမူရစ်ဇီဝါဒါပေါ်တာငွေရည်ဇီဝါဆိုတာဗျာ ရည်သေးသာကွန်ဆလိတ်မူရစီရတဲ့အရာတွေကွန်ဆလိတ်နော်ဆေးကြောက်ဆေးပြားခမဟက်ပီဝါတာဘာအကုံပြားလိုချင်တာခမပတ်စံချီရနဲ့ဟိုတစ်ခေါက်မိုးအောင်ရင်ပြောတာရောခမကလည်းအိမ်မာနေုံပဲလို့သူကသူအကုံလာပို့နေရတာနော်အကြတော့မဖြစ်တဲ့မဖြစ်တိုက်တာဗျတကယ်ပြောတာ ဒီလောက်ဖြစ်နေလဲအမဗျာဖာယုံနေသွားစမ်းပါခဗျာလဲကျုံဘာမှမဟုတ်တဲ့ကလေးတွေကိုသွားပြီးတော့ဖျက်လို့ဖျက်စီးလောက်ကြတာတော်တော်ယုံမာတယ်ဗျာနော်အိမ်နီးနာခြင်းနဲ့ တယောက်ကလွတ်နေသေးတယ်တယောက်လွတ်နေသေးတာလဲဒေတာရှက်လက်မပါလာဘူးဗျအမှန်တကယ်ဆိုနာမည်လောက်တော့ထည့်တင်တာပေါ့ဗျာနော်မဟုတ်လို့ပြေးနေရဆိုလဲဘလို့ပြေးနေတယ်ဘသူသားသမီးပဲပတ်သက်အဲ့ဒါမျိုးကျွန်တော်ကျွန်တော်ဖြစ်သိကျင်အောင်ပြောတာပါကျွန်တော် တကယ်စိတ်မကောင်းကျွန်တော်ကတကယ်ပြောကလေးတွေကလေးတွေကခင်ဗျာဘာမှမသိဘူးဒါပွင့်နေဆုံးပြတာခင်ဗျာအခုကဟိုတကယ်ပြောဖုန်းတွေပေါ်လာလို့သာပေါ်ပန်းလေးတွေပေါက်ပန်းလေးတွေဖြစ်နေတာတကယ်တမ်းကလေးတွေမှာသာသိရမလားဟိုအတွေးအခေါ်စဉ်းစားတတ်ပုံတွေကတို့ရေခင်ဗျာမရှိဘူးစဉ်းစားတွေးကိုတတ်အောင်သင်ပေးပါသင်ပေးပါဆိုတော့အဲ့ဒါကျွန်တော်တောက်လျှောက်ပြောနေတာစဉ်းစားတွေးကိုကိုကိုအန်ဒီကိုကာကွယ်တတ်အောင်ပြုအောင်အဲ့လိုတွေဘလို့ဆိုအဟန်အန္တရာတွေတစ်ခုခုဖြစ်အောင်ဆိုတဲ့အရာမျိုးကြီးလောက်ရမှာပ ကိုရန်နေဗျာနော်ကြတော့ဟိုတယောက်လည်းမလွတ်ပါစေနဲ့ပဲဆုတောင်းပါရယ်နော်အမြန်ဆုံးဖမ်းမိပါစေမလွတ်ပါစေနဲ့ထိုက်တဲ့နဲ့အပြစ်ဒဏ်ရတော့ဗျာနော်မရင်းချင်းလူတက်ကောင်နေရတော့ဗျာနော်တေးတံပေးတဲ့နဲ့ပြင်းပြင်းထန်ထန်ပဲဒါကများဝါတို့ကများမိုင်းလာတို့ကများအဲ့ဒီအခုချမ်းမြောက်တို့မှလုံးလုံးမရဘူးကိုကံမှုအနေရှိမှာခင်ဗျာတေးတံ ။ညာလာကြည့်ဒီလိုကောင်မျိုးဒီလိုတတ်တယ်ဆိုပြီးတော့ခေါင်းကလောက်တာ။နော်တချို့ဥပဒေကျွန်တော်ကအဲ့ဒါမျိုးရုံမှပတ်သက်တဲ့ကောင်မျိုးကြအဲ့လိုဥပဒေရှာမှတ်သိနေတာ။တရားဥပဒေနဲ့သွားမနေနဲ့လာအမှတွေ့လောက်မှာဝါတို့ဝါမိုင်းလာနော်ကိုကန်ညာ TNN ဒီစနစ်ကျင့်သုံးတဲ့အားကြီးလာထားမင်းမင်းတို့ကောင်နေကြည့်အမှဆိုပြီးတော့ကိုင်းတာပြီ။ကျိုးအားရလုတ်တဲ့နေဗျဥရိယနော်ဥရိယ ဥပဒေတိုင်းသွားလာလှုပ်ရှားပြီးတော့ချုပ်ရဲ့ယမန်ယူအားမှာတန်တရားကြီးလဲပြီးတော့နော်ခင်ဗျာဦးမားတို့ဝါတို့မိုင်းလာတို့အဲဒီကိုကန်းတို့မှာရှင်းတယ်ခင်ဗျာလာဒိန်ဒိန်ခွန်းသွားဟိုဒီလိုလူတက်မရင်းချင်းတဲ့ကောင်မျိုးတွေကိုပြောတာပါကျန်တဲ့အရတော့သူကသူဥပဒေတိုင်းသွားပါရပါတယ်နော်ခင်ဗျာဒါကြီးကမဖြစ်တဲ့အရာကြီးလေးပါ စိတ်မကောင်းပါဘူးဒါပဲကြည့်ရင်ကျွန်တော်လည်းစိတ်မကောင်းရောလွယ်ဘာမှတက်ပြီးနိုင်ဘူးနော်ကျတော့ရုံမှာရိုင်းစိုင်းအောက်တန်းကြနော်ဘူးရစီဝါတော့ကျတော့